ဆက်သူအိတ်ပါထိုင်းကနေမြန်မာကိုငွေလွှဲတော့မယ်ဒါမှမဟုတ်မြန်မာကနေထိုင်းကိုငွေလွှဲတော့မယ်ဆိုရင်အများစုကတရားဝင်ငွေလွှဲဝင်ဆောင်မှုလုပ်ငန်းတွေထက်အွန်လိုင်းကနေဝန်ဆောင်မှုပေးတဲ့ငွေလွှဲ page တွေကနေအလဲလှယ်လုပ်ကြသူတွေများပါတယ်။ဒီလိုထိုင်းကနေမြန်မာမြန်မာကနေထိုင်းငွေလွှဲလေးရှိသူတွေအတွက်ငွေလွှဲဝန်ဆောင်မှုပေးတယ်ဆိုပြီးလိမ့်လည်နေတဲ့ page ကိုပြောပြပေးပါမယ်။ ခမ်းမြင်ဆိုတဲ့ Facebook page ဖြစ်ပြီးဒီ page မှာ9မိနစ်အတွင်းအမြန်ရငွေလွှမ်းမယ်ဆိုဖုန်းခေါ်ပြီးမှလွှဲပေးပါအကောင့်အတူပါတာဝန်ပြုပါစသလို intro မှာဖော်ပြထားသလိုဖုန်းနံပါတ်တွေလည်းဖော်ပြထားပါတယ်ဒါအပြင် နေ့စဉ်ငွေလဲဈေးနှုန်းတွေဖော်ပြထားပါသေးတယ်ဒီလိုငွေလဲဈေးနှုန်းတွေနေ့စဉ်ဖော်ပြပေးနေပေမဲ့ဒီ page ဟာ page အတူဖြစ်ကြောင်းကိုယ်တိုင်ငွေလင်ခံရသူတွေက review မှာရေးသားထားတာကိုတွေ့ရှိရပါတယ် ်လက်ရှိမှာမိသားစုတစုရဲ့ဓာတ်ပုံကိုကာဗာနဲ့ profile မှာတင်ထားပေမဲ့ဒီပုံဟာမေလ24ရက်နေ့ကမှစတင်ထားတာဖြစ်ပါတယ်။ဒီပုံမတိုင်ခင်ကမင်းကလေးတဦးတည်းပုံနဲ့တခြားမိသားစုတွေရဲ့ဓာတ်ပုံတွေကိုတင်ထားတာဖြစ်ပြီးဒီတင်ထားတဲ့ပုံတွေဟာခိုးယူတင်ထားတာဖြစ်တယ်လို့ဓာတ်ပုံပိုင်ရှင်တွေက review မှာရေးသားထားတာကိုစစ်ဆေးတွေ့ရှိရပါတယ်။ဒါပြင်လက်ရှိတင်ထားတဲ့မိသားစုပုံကိုလည်း reverse image search နဲ့စစ်ဆေးကြည့်တဲ့အခါမှာ ဒီပုံဟာဇော်မိုးစီမိုးဆိုတဲ့တခြားအကောင့်တစ်ခုက profile တင်ထားတဲ့ပုံ ဖြစ်နေတာကိုစစ်ဆေးတွေ့ရှိရပါတယ်။ဒါကြောင့်ခမ်းမြင်ဆိုတဲ့ Facebook page ကတခြားသူရဲ့ဓာတ်ပုံကိုထပ်ပြီးခိုးယူထားတာထင်ရှားနေပါတယ်။ဒီ page ဟာ page စတင်ကလေးကခမ်းမြင်ဆိုတဲ့နာမည်ကိုအသုံးပြုဖွင့်လှစ်ထားတာဖြစ်တာမို့ page transparency ကိုစစ်ဆေးကြည့်မယ်ဆိုရင် page အစင်းလို့မြင်နိုင်တယ်လို့ comment တွေနဲ့ react တွေမှာငွေလိမ် page ဖြစ်ကြောင်းရေးသားသူတွေလည်းမရှိတာမို့လို့ မှတ်တမဲ့ကြည့်မယ်ဆိုရင် အမှန်တကယ်ငွေလဲလုပ်ငန်းလုတ်ကင်သူလို့ထင်မြင်နိုင်ပါတယ်။ဒါပေမဲ့ခန်းမြင် page ကို health and beauty category အနေနဲ့ဖွင့်လှစ်ထားတာမို့လို့လက်ရှိငွေလဲလုပ်ငန်းဆိုတာနဲ့ကွဲလွဲမှုရှိနေသလို page ရဲ့ review တွေမှာငွေလင်ခံရသူတွေကသူတို့ရဲ့အတွေ့အကြုံကိုမျှဝေထားသလိုဓာတ်ပုံယူတင်ခံရသူတွေကလည်းသူတို့ပုံနဲ့လိမ်စားနေသူဖြစ်ကြောင်းရေးသားထားပါတယ်။ဒါကြောင့် ထိုင်းကနေမြန်မာဒါမှမဟုတ်မြန်မာကနေထိုင်းငွေလဲလိုသူတွေအနေနဲ့ဒီ page ကိုရှောင်ကျဉ်ကြဖို့နဲ့အခုလုတ်ပြထားတဲ့အတိုင်းငွေလိမ် page အတုတွေကို scan report လုပ်ကြဖို့တိုက်တွန်းလိုက်ရပါတယ်။